နေပြည်တော်မှာအော်တိုဘားလ15ရက်နေ့ကကျင်းပတဲ့တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစရေးသဘောတူစာချုပ် NCA 10နှစ်ပြည့်ထိမ့်မှတ်ပွဲမှာတရုတ်ထုတ်တမန်တိတ်ရှိကျွန်းကမြန်မာမှာပဋိပက္ခမြန်မာတာဒါမှမဟုတ်ဥပဒေမဲ့တာတွေကိုတရုတ်ကမတွေ့ကျင်ဘူးလို့ပြောပါတယ်တရုတ်နိုင်ငံရဲ့ဝန်ကြီးဝမ်ယီရဲ့ရင်ခါစကားကိုတန်ရောက်လိုက်ပြီးမစ္စတာတိတ်ရှိကျွန်းကမြန်မာပြည်တွင်းရေးမှာပြည်ပဆွတ်ဖက်မှုကိုလက်မခံဘူးလို့ပြောဆိုလိုက်တာပါဒါပေမဲ့မဆွတ်ဖက်ရေးဆိုတဲ့စကားကိုသူတည်တည်တွေကမေးခွန်းထုတ်ကြပါတယ် တရုတ်ဟာမြန်မာပြည်တွင်းမှာဝင်ရောက်ဆွတ်ဖက်နေတဲ့တခုတည်းသောနိုင်ငံဖြစ်တယ်လို့နိုင်ငံရေးလေလာသူတူက EOD သတင်းဌာနကို ပြောဆိုထားပါတယ်။တရုတ်ကဆေးအုပ်စုကိုကြားခံပေးတဲ့စစ်ကောင်းဆောင်မြောက်နိုင်ငံကတရုတ်ကိုအားကိုးနေတာကြောင့်တရုတ်အစိုးရကဆက်လက်ဆွတ်ဖက်နေမယ်လို့သူကပြောပါတယ်။လွန်ခဲ့တဲ့ဩဂုတ်လမှာမစ္စတာဝိုင်ကပြည်တွင်းစစ်ဖြစ်နေတဲ့မြန်မာနဲ့ပတ်သက်တဲ့အခြေခံစည်းမျဉ်းသုံးခုကို ပြောဆိုထားပါတယ်။မြန်မာမှာပြည်တွင်းစစ်မဖြစ်သင့်ဘူး။အရှိတောင်အာရှနိုင်ငံများအပြင်အာဆီယံမိသားစုနဲ့မကင်းကွာသင့်ဘူး။ ပြည်ပအင်အားစုတွေဆွတ်ဖက်မခံတင်ဖို့လို့ပြောဆိုထားတာပါအဲ့ဒါတွေဟာမြန်မာရဲ့ချုပ်ချာအာဏာကိုထိခိုက်စေတယ်လို့ကြဲကြဲပြက်ပြက်ဝေဖန်ခံရတဲ့ပြောဆိုချက်တွေလည်းဖြစ်ပါတယ်။နောက်မကြခင်မှာပဲစေအုပ်စုစံကြီးထိုးစစ်ရဖို့တရုတ်ကတောင်မျိုးသားလူမျိုးရေးတံတော် TNL ကိုဖိအားပေးပြီးငင်းဆန်ရင်ဖြစ်လာမဲ့အကျိုးဆက်တွေနဲ့ချိန်ချောက်ပါတယ်။အဲ့ဒီလိုသတိပေးလိုက်တာဟာဓာတ်ရိုက်ဆွတ်ဖက်မှုဆိုတဲ့ဆွတ်ဆွဲချက်တွေဖြစ်စေပါတယ်။တရုတ်ဟာမတည်ငြိမ်မှုကိုစန့်ကျင်တယ်လို့မစ္စတာတိန့်ရှီကျွန်းကပြောပေမဲ့ ဒိုင်းသာလနဲ့ကိုင်းဖွဲ့စည်းရရဲ့တစ္ဆန်စက်ခွန်စစ်စင်ရေးလို့ခေါ်တဲ့စစ်အုပ်စုစန့်ကျင်ရေးထိုးစစ်တွေကိုတရုတ်ရဲ့ကနဦးထောက်ခံမှုဟာမြန်မာမှာလူတိုင်းသိတဲ့လျော့ဝှက်ချက်ဖြစ်ပါတယ်။အဲ့ဒီတုန်းကတရုတ်ရဲ့ပအဝင်ပသက်မှုကိုစစ်ကောင်းဆောင်မရောက်နိုင်တော့မှအရေးမွဲ့ပြောဆိုခဲ့တာပါ။အခုမှတော့ရှမ်းပြည်မြောက်ပိုင်းကဆုံးရှုံးသွားတဲ့မြို့တချို့ကိုပြန်လည်သိမ်းပိုက်နိုင်တဲ့စစ်အုပ်စုရဲ့စွန့်ရင်ဟာလည်းအလားတူတရုတ်ကတိုင်းသာလနဲ့ကိုင်းအဖွဲ့အစည်းတွေကိုဖိအားပေးမှုနဲ့တရုတ်ကစစ်အုပ်စုကို ဆီလနဲ့ဤပညာနဲ့ရန်ပုံငွေထောက်ပံ့မှုကြောင့်ရလက်ကောင်းထွက်လာစေတာပါတရုတ်ကမီဇာတစ်ဖက်ရေမိုတစ်ဖက်စစ်ကောင်စီကိုထောက်ခံပြီးသူ့ကိုယ်သူငြိမ်းချမ်းရေးပွဲစားနေရယူတာဟာရောင်ကြကြဆွတ်ဖက်မှုဖြစ်တယ်လို့ဝေဖန်သူတွေကပြောဆိုထားပါတယ်တမိုင်းအရာပြောရရင်တရုတ်ဟာဗမာပြည်ကွန်မြူနစ်ပါတီကိုလက်နက်တဆင့်ပေးပြီးစစ်အုပ်စုဆက်ဆက်ကိုလည်းလက်နက်ရောင်းအောင်တာမကနိုင်ငံတကာစင်မြစ်မှာစစ်အုပ်စုတွေကိုကာကွယ်ပေးခဲ့ပါတယ်မကြသေးခင်ကစစ်အုပ်စုပြန်လည်သိမ်းပိုက်လိုက်တဲ့မြို့တွေဟာရှမ်းပြည်မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံယူနန်ပြည်နယ်ကိုဆက်သွယ်ထားတဲ့အဓိက ကုန်သွယ်လမ်းကြောင်းပေါ်မှာရှိတာကြောင့်တရုတ်ရဲ့လက်ရှိဂျောင်းဝင်ရေးအားထုတ်မှုတွေဟာအခြေခံအပြင်တရုတ်အကျိုးစီးပွားရေးကိုအကျိုးပြုတယ်လို့သုတေသီတွေကပြောပါရယ်။စစ်မြေပြင်အပြောင်းလဲတွေဟာပကတိအခြေအနေကိုမိပေါင်းထုတ်ပြနေတယ်။တရုတ်ပြည်အကြောင်းမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA ဟာရှမ်းပြည်မြောက်ပိုင်းမြို့တော်လာချိုကိုစစ်အုပ်စုစီပြန်လည်လွှဲပြောင်းပေးလိုက်ရပြီးစစ်အုပ်စုကနောင်ချိုကြောင်မဲနဲ့အခုတီဘောကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါရယ်။ တရုတ်ရဲ့တင်းငင်ကပြွာကိုလေ့လာသူတွေကစီးရီးယားကိုရုရှားထောက်ခံမှုနဲ့နှိုင်းယှဉ်ထားပါတယ်။ကိုဂျိုးစီဝါကိုကာဝယ်ဖို့မဟာမိတ်ကိုကြားခံပေးတာလို့ပြောထားပြီးတရုတ်ကမြန်မာကို နားမလည်ဘူး။ကိုအကျိုးပဲကိုသိတယ်လို့လေ့လာသူတူကမှတ်ချက်ပြုပါတယ်။တစ်ချိန်တည်းမှာပဲစစ်ကောင်းဆောင်မရောက်နိုင်ကတရုတ်နစ်တစ်ကူကိုရုံးပရဲ့ကျင်ညာတာကနေတရုတ်လုံခြုံရေးလုပ်ငန်းတွေကိုမြန်မာမှာလုပ်ကင်ွယ်ပေးတဲ့အထိတရုတ်ကိုပြန်လဲချော့မော့နေရတာဖြစ်ပါတယ်။ဆေးဥစုကအျော်ပေးတယ်လေ မြန်မာရင်းမှာတရုတ်ကဩဇာထူထောင်လာလေလေပဲလို့သူတေသီတွေကပြောပါဗျ။လွန်ခဲ့တဲ့နှစ်အတွင်းမစ္စတာဝန်ကြီးကမြန်မာနဲ့ပတ်သက်တဲ့အစည်းအဝေးတစ်ခုမှာစစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေနဲ့တွေ့တော့အခြေခံစည်းမျဉ်းသုံးခုကို ပြောဆိုထားပါဗျ။ဒီနေ့မှာတော့သူတပည့်တိတ်ရှိကျွန်းကအဲ့ဒီသတိပေးချက်ကို NCA ခန်းနာလက်တက်တဲ့မရောက်နိုင်တဲ့ဝန်ကြီးအဖွဲ့နိုင်ငံရေးပါတီတွေနဲ့ပြည်ပတန်တမန်တွေရှိမှထပ်မံသတိပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ ဒေါ်ဆန်းစုကြည်ကြောင့်ငိမ့်ချင်းအိမ်မှာနှောင့်နှေးကြန့်ကြာခဲ့ရတယ်လို့ဆေးစုဝင်ကြီးဟောင်းငိမ့်ချင်းအိမ်ပွဲစားဦးအောင်မင်းကဖြစ်တင်ဝေဖန်ပြောကြားလိုက်ပါတယ်။အော်တိုဘားလ18ရက်နေ့ပိုင်းကနေပြည်တော် MICC1 ကြောက်စိမ့်ခန့်မှာမှာလုပ်တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA 10နှစ်ပြည့်နဲ့အလုံယုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားမှာဝင်ကြီးဟောင်းဦးအောင်မင်းကဒေါ်ဆန်းစုကြည်အကြောင်းထည့်သွင်းပြောကြားသွားတာပါ။အာဏာသိမ်းစစ်တပ်ရဲ့မတရားဖမ်းဆီးအကျဉ်းချခံရတဲ့နိုင်ငံတော်တိုင်ပင်ခံပို့ကိုဒေါ်ဆန်းစုကြည်ကို စစ်တပ်အရာရှိကြီးတွေရဲ့ရှိမှာပဲဝန်ကြီးအောင်ဦးအောင်မင်းကအမကြီးဒေါအောင်ဆန်းစုကြည်လို့တုံတုံပြောဆိုလိုက်ပါတယ်ဒါပေမဲ့အကောင်ပြောချင်းမနာမဟုတ်ပဲ NLD အစိုးရလက်ထက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှောင့်နှေးခဲ့ရတဲ့အကြောင်းကိုဝေဖန်ပြောဆိုလိုတဲ့သဘောမျိုးထည့်ပြောသွားတာပါ အမကြီးဒေါအောင်ဆန်းစုကြည်ရဲ့အကောင်မှုကြောင့်ငြိမ်းချမ်းရေးမှာနှောင့်နှေးကြံ့ကြာခဲ့တာတွေတော့မပြောတော့ပါဘူးလို့ဦးအောင်မင်းကဆိုပါတယ်ဆင်းစုဟာဒေါအောင်ဆန်းစုကြည်ပေါ်အမြင်မကြည်တဲ့အပြင် တောင်ဆန်းစုကြည်နဲ့ဆက်ဆံရေးကောင်းမွန်နှိစက်သူတွေကိုယာရုကဖယ်ရှားခဲ့တာတွေလည်းရှိခဲ့ပူပါတယ်။တမနာဥသိမ့်စိန်လက်ထက်ပြည်သူ့လွတ်တော်ဥက္ကရာတဲ့ဖြစ်ကြံ့ခိုင်ရေးပါတီရဲ့ဘိုးရဲဥက္ကရာလည်းဖြစ်တဲ့သူရရွှေမန်း NLD အစိုးရလက်ထက်ပြည်ထောင်ရေးဝန်ကြီးဗိုလ်ချုပ်ကျော်ဆွေတို့ဟာတည်တာတဲ့နမူနာပုံကိုယ်တွေဖြစ်ပါတယ်။တောင်ဆန်းစုကြည်နဲ့ဆက်ဆံရေးကောင်းမွန်တဲ့သူရဥရွှေမန်းကိုကြံ့ခိုင်ရေးပါတီဥက္ကရာဖြစ်ကအာရမဖယ်ရှားပစ်ခဲ့တယ်လို့ဗိုလ်ချုပ်ကျော်ဆွေကိုလည်းဝန်ကြီးယာရုကအနာပေးပြီးမူလစစ်ဘက်တာဝန်တွေပြန်ထမ်းဆောင်စေခဲ့တာပါ။ ဆေးဥစုထဲမှာတော့ဆန်းစုကြည်ကိုအမကြီးလို့ပြောဆိုသုံးလုံးဝင်သူအင်မတန်နေပါပေမဲ့အငိမ့်စားဆက်ဖို့ချုပ်ကြီးတယောက်လည်းဖြစ်ဝင်းကြီးဟောင်းတယောက်လည်းဖြစ်တဲ့ဦးအောင်မင်းကတော့လက်ရှိစစ်ကောင်းဆောင်ရဲ့လူယုံတွေဖြစ်တဲ့ NSPNC ဥက္ကရာဒုဗိုလ်ချုပ်ကြီးရပြီအထွေရင်မှုဒုဗိုလ်ချုပ်ကြီးမဲနိုင်တို့ရဲ့ရှေ့မှာပဲအမကြီးဒေါ်ဆန်းစုကြည်လို့သုံးလုံးပြောဆိုသွားတာကိုတွေ့ရပါတယ်။ဒါပြင်သူ့အနေနဲ့ငင်းချမ်းရေးအကျိုးဆောင်ဘွားကနားယူတော်မှာဖြစ်ပြီးနောက်နောက်ငင်းချမ်းရေးပွဲတွေကိုမလာတော့ဘူးလို့လည်းပြောကြားသွားပါတယ်။ကျွန်တော်လည်းမလိုအပ်တော့ဘူး။ နောက်ပွဲတွေကိုတော့ကျွန်တော်မလာတော့ပါဘူးလို့မနေ့ကလုပ်တဲ့ NCA ဆယ်နှစ်ပြည့်နဲ့လုံယုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားမှာဥအောင်မင်းကပြောသွားတာဖြစ်ပါတယ်။ NCA ဆယ်နှစ်ပြည့်အခမ်းအနားနဲ့တဆက်ထဲကျင်းပါတယ်။ငြိမ်းချမ်းသောမြမနာကတိဆောက်ခြင်းအလုံယုံဆွေးနွေးပွဲရဲ့၃ရက်တာဆွေးနွေးမှုတွေကနိုင်ငံရေးနဲ့ပတ်သက်တဲ့အကြံပြုချက်48ချက်နဲ့စီးပွားရေးအတွက်အကြံပြုချက်58ချက်ရရှိခဲ့တယ်လို့လည်းသိရပါတယ်။အာနာဒိန်စစ်တပ်ကနိုင်ငံကသံတမန်တွေကိုခေါ်ပြီးနေပြည်တော်မှာငြိမ်းချမ်းရေးပွဲကျင်းပနေပေမဲ့ နိုင်ငံတော်မှာတော့တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာဖြစ်ပါတယ်ခင်ဗျာ။နေအီကန်ပြွာကုန်းစခန်းမှာကစင်ကလေးထွက်ပြေးသွားကြတဲ့စစ်ကောင်စီတပ်သားတွေကိုလက်ရဖမ်းဆီးမှုတွေရှိနေတဲ့ကဲ့သို့အလန့်ဖြူထောင်းအလင်းဝင်ရောက်လာသူတွေလည်းဇက်တိုက်ရှိနေတဲ့တဲ့မှာအာရခတက်တော်နဲ့ဘိုးဘောင်းမဟာမိတ်တပ်ဖွဲ့များတိုက်ခိုက်နေတယ်။နေအီကန်ပြွာကုန်းမှာစစ်သားများဟာကစင်ကလေးထွက်ပြေးနေကြပြီးထိုထဲကချမ်းဖက်စစ်တပ်တပ်ဖွဲ့ဝင်တချို့ကိုလက်ရဖမ်းဆီးမှုတွေရှိနေတဲ့ကဲ့သို့အလန့်ဖြူထောင်းအလင်းဝင်ရောက်လာသူတွေလည်းဇက်တိုက်ရှိနေတယ်လို့ AA ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ယမန်နေ့အောက်တိုဘာလ18ရက်နေ့ကအချို့သောနေရာများမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တို့ကမိမိတို့ထံမှအလံဖြူထောင်လက်နက်ချကအလင်းဝင်ရောက်လျက်ရှိကြတဲ့ကဲ့သို့အချို့ကတော့တိုက်ပွဲအတွင်းလက်ရဖမ်းဆီးမှုများလည်းရှိတယ်လို့ဖော်ပြထားပါတယ်။အာရခတက်တော်နဲ့ရင်ဆိုင်တိုက်ပွဲများမှာအများအတန်းရှုံးနေနေတဲ့ဖက်ဆက်ချမ်းဖက်စစ်ကော်မရှင်တပ်ကအဆိုပါပြူဝကုန်းမကြာရှုံးရေးအတွက် လေကြောင်းပစ်ကူနဲ့စစ်ကူများအဆက်မပြတ်ပေးနေတဲ့ကြောင်းမှာ အရခစစ်တီတော်တွေဟာအကောင်းဆုံးတုံ့ပြန်ခန်းစစ်များနဲ့အတူထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့လည်းဖော်ပြထားပါတယ်။အရခတပ်တော်အနေနဲ့မိမိတို့တန်ကိုအလင်းဝင်ရောက်လာကြတဲ့သူတန်းကိုစစ်တုံ့ပြန်ဥပဒေနဲ့အညီခေါင်းမော်စွာပြုစုစောက်ရှောက်ပေးထားလျက်ရှိတယ်လို့လည်းဆိုပါတယ်။ဒါကြောင့်ဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်ရဲ့မတရားသဖြင့်စစ်မှုထမ်းရန်စူးစောင်းခြင်းခံရသူများအနေနဲ့အရခတပ်တော်နဲ့အနီးဆုံးနေရာတွေကိုဆက်သွယ်ပြီးအချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်တယ်လို့လည်းအတိအပေးဖော်ပြထားပါတယ်။အာရခတံတော်ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖမ်းဆီးခံရသူနဲ့လက်နက်ချသူအရေးအတွက်တွေမပါဝင်တာကြောင့်နှီးစက်ရောက်ကိုဆက်သွယ်မေးမြန်းခဲ့ရမှာအောက်တိုဘာ18ရက်တရက်ထဲမှာပဲနေရီကန်တောင်လေကြောင်းရံကာကွယ်ရေးဗျူဟာစခန်းမှာတက်ပြက်ပြီးကစင်ကလေးထွက်ပြေးသူအချမ်းပဲဆစ်တဲ့တပ်ဖွဲ့ဝင်30ခန်းရှိပြီးအဲ့ဒီအထက်ကစစ်သား10ဦးကျော်ဟာအေအေဘက်ကိုဗတ်ပြောင်းခိုလုံလာခဲ့တယ်လို့ပြောဆိုထားပါတယ်ဒါပြန်ထွက်ပြေးသွားသူတွေကိုလည်းအာရခတတော်ကလိုက်လံဖမ်းဆီးလျက်ရှိတယ်လို့သိရပါဗျ။အမည်မဖော်လို့တဲ့ဒေသခံကြီးဝါသားတူပြောတာကတော့သူတို့ကအစိုးလိုက်ထွက်ပြေးလာကြတာပါ ပရမ်ဘတ်ဆင်းလို့အဆင်မပြေဘူးထင်တယ်။အခုတော့တချို့ဒေါ်လာရေးဘက်ကိုခေလုံသွားပါပြီ။နေကန်တော်မှထွက်ပြေးလာကြသူတွေအစာငတ်လာကြတယ်။သူတို့ကလက်နဲ့တွေမပါတော့ကျွန်တော်တို့ကလည်းမကြောက်ဘူး။ခမင်းတွေအဆင်ပြေတဲ့အရာတွေကျွေးလိုက်ပါတယ်။အခုတော့ဗတ်ပြောင်းသွားပါပြီလို့အဆိုပါကြီးပါတာတို့ကပြောပြထားတာပဲဖြစ်ပါတယ်ခင်ဗျာ။